အပြီးတဲ့အခါမှာကျွန်တော်တို့ဟာရှေ့မှာက statistical hypothesis ကိုရှင်းရတယ်ပေါ့အဲ့တော့ empirical hypothesis ကတော့ဒီ observation တွေ experience တွေအဲ့ပုံမှာခြေဖြုတ်ပြီးတော့မှယူဆတဲ့ယူဆချက်ပေါ့အဲ့ဒါမျိုးကိုကျတော့ကျွန်တော်တို့က empirical hypothesis လို့ခေါ်ပါတယ်เนาะသူက theory ပုံမှာခြေဖြုတ်ပြီးတော့မှဆိုတင်သွင်းတာမျိုးမဟုတ်ပါဘူးဒီ empirical hypothesis လို့ပြောပြီးဆိုလို့ရှိရင် variable နှစ်ခုရဲ့ဆက်စပ်မှုပဲ အဲ့ဆက်ဆက်မှုနဲ့ပတ်သက်တဲ့အဆိုပဲဘယ်ပေါ်မှာသွားပြီးတော့မှခြေပြူတာလဲဆိုတော့ observation တွေပေါ်မှာ experiment တွေပေါ်မှာခြေပြူပြီးတော့မှဒါသူတို့ရဲ့ relationship နဲ့ပတ်သက်ပြီးတော့မှယူဆရယူဆချက်အဲ့ဒါမျိုးကိုကျွန်တော်တို့က empirical hypothesis လို့ခေါ်ပါတယ်ရော empirical hypothesis နဲ့ပတ်သက်တဲ့ဥပမာလေးကိုပြောမယ်ဆိုလို့ရှိရင်အပင်ဒီမှာအလင်းရောင်ကအရေးကြီးတယ်အပင်ဒီကြီးထွားဖို့အတွက်အလင်းရောင်ရရှိဖို့လိုတယ် ဒါလူတိုင်းသိတယ်အဲ့ဒီမှာကျွန်တော်တို့က light color ပေါ့ light color မတူလို့ရှိရင်ပင်ဒီရဲ့ကြည့်ထွားနှုံးပေါ်မှာတရားမှုကတူမတူပေါ့ဒါမျိုးကိုကသိခြင်းနဲ့အဲ့ဒီအတွက်ကြောင့်မို့လို့အစိုးလေးတခုအင်သွင်းပြီးတော့မှ S လောက်ကြည့်မယ်ပေါ့တော့ဥမာကျွန်တော်တို့ကဒီမှာ pin 7 site ထားမယ်ပဝင်ချင်းချင်းနေအားလုံးတူတယ်အဲ့တစ်ဖက်က၅ပင်ကိုကြာတော့ကျွန်တော်တို့က light color red ကို3လောက်မယ် နောက်ထပ်တစ်ဖက်က၅ပင်လို့ဖြင့် blue color ပေါ့ light ကို3လုံးမယ်ပုံမှန်ရေဆိုလဲရေလောင်းမယ်အဲပုံမှန်ရေစီလွားလဲတူနေရမယ်ကျန်တဲ့ချက်လက်ဒီအားလုံးတူမယ်မတူတာဆိုလို့ light color လေးပဲ red နဲ့ blue ဆိုပြီးမတူဘူးအဲ့ဒီလိုမျိုး treatment ပေးပြီးတော့မှဒါတို့ကိုစောင့်ကြည့်မယ်လေးလာတို့ရဲ့ပင် height တွေကိုကျွန်တော်တို့တိုင်းမယ် measure လုပ်မယ် measure လုပ်မယ် measure လုပ်မယ် အဲပြီးတဲ့အခါမှာကျွန်တော်တို့ကဒါထားပါတော့ဗျာ3လတန်သေး6လတန်သေးကိုလေးလာထားတဲ့ reset ရပြီဆိုရင်အဲ့ဒီပုံမှာ multi ပြီးတော့မှကျွန်တော်တို့က test လုပ်မယ် test လုပ်တဲ့အခါမှာဘလို reset ခွင့်မလဲပေါ့အဲ့ဒီအနေထားမျိုးကိုကျွန်တော်တို့ကစစ်ဆေးမယ်ဆိုလို့ရှိရင်ဒါလည်းပဲဒါကျွန်တော်တို့ hypothesis testable ဖြစ်ပါလေ အဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးအနေထားမျိုးဆိုရင် null hypothesis က light color has no effect on plant growth light color ကပင်ရဲ့ကြီးထွားနှုန်းပေါ်မှာတရားမှုမရှိဘူးတူတူပဲမင်းဘာ light color ပဲရရဒီပင်ရဲ့ကြီးထွားနှုန်းကတစိမ့်ပဲအဲ alternative ကြတော့ light color ပေါ်မူတည်ပြီးတော့မှပင်ရဲ့ကြီးထွားနှုန်းကမတူဘူးွာသွားတယ်အဲ့လိုမျိုးလေးအစိုးပင်သွင်းပြီးတော့မှစစ်ဆေးမယ်စစ်ဆေးရတာဖြစ်ပါတယ်ဒါတစ်ခုပေါ့ ဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ empirical hypothesis နေနဲ့နော် bio fertilizer တွေရဲ့တရားမှုကအပင်ကြီးထွားမှုပုံမှာရှိတယ်မရှိဘူးပေါ့အဲ့လိုအနေထားမှာကြတော့ကျွန်တော်တို့က alternative hypothesis null hypothesis ကိုဘယ်လိုချမှတ်မလဲဆိုတော့စေပင်ပေါ့ပုံချင်းချင်းနေအကုန်တူရေစီလောအတူအားလုံးပုံချင်းချင်းနေတူအလင်းရောင်ရရှိမှုတူအဲ့မှာတစ်ဖက်က၅ပင်ကိုကြတော့ရေပဲတည်တံ့လောင်းတယ်တစ်ဖက်က၅ပင်ကိုကြတော့ ရေလဲလောင်းမယ် bio fertilizer လည်းပဲ treat လုပ်မယ်ပြီးတော့မှသူတို့ရဲ့ growth ကို measure လုပ်မယ်3လတန်တိ6လတန်တိပေါ့အဲ့လိုမျိုးလုပ်နေစဉ်ကာလမှာအပင်ရဲ့ကြီးထွားနှုန်းကို measure 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 လုပ်ပါမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီတန်ဖိုးတွေပေါ်ချိန်ပြပြီးတော့မှ bio fertilizer ကအပင်ရဲ့ကြီးထွားနှုန်းပေါ်မှာတက်ရောက်မှုရှိမရှိဆိုတာကိုစစ်ဆေးလို့ရတာဖြစ်ပါတယ်အဲ့လိုအနေထားဆိုလို့ရှိရင်ကျွန်တော်တို့က alternative 5 for the system နဲ့ ဘယ်လိုမျိုးကျွန်တော်တို့သုံးလဲဆိုတော့ bio fertilizer က plant growth ကို increase ဖြစ်စေဒါက alternative hypothesis နောက် hypothesis ကတော့ bio fertilizer တွေဒီ plant growth ပေါ်မှာတရားမှုမရှိဘူး bio fertilizer သုံးလဲပဲမသုံးတဲ့ပြင်ပြင်တဲ့ growth ကအတူတူပဲဆိုတဲ့သဘောဒီလိုမျိုးလေးကျွန်တော်တို့ကကိုလုံးမဲ့နော်ဒါကိုရဲ့သူတေသနာပေါ်မှာဒီပြီးတော့မှ null hypothesis alternative hypothesis ကိုဒီလိုမျိုးလေး ချမှတ်ပြီးတော့မှဒါ data ကောက်ယူစစ်ဆေးလို့ရပါတယ်ဒါကကျွန်တော်တို့ကဒီ null hypothesis alternative hypothesis နဲ့ပတ်သက်ပြီးတော့မှဥပမာလေးတွေပေးပြီးရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ကဒီ test statistic တွေလောက်ကြတဲ့အခါမှာကျွန်တော်တို့ခက်ခက်သိ test statistic ကတွက်ပြီးတော့မှထွက်လာတဲ့အဖြေကမှန်နေလို့ယူဆလို့မရပါဘူးဗျ data ကောက်ယူတယ် test statistic လောက်တယ် အဲ့ပြီးတဲ့အခါမှာ decision တွေချကြတယ် null hypothesis ကိုလက်ခံလို့မရဘူး null hypothesis ကိုလက်ခံလို့ရတယ်ဆိုတော့เนาะ decision တွေလောက်ကြတယ်အဲ့လိုမျိုးလောက်ကြတဲ့အခါမှာ decision errors တွေရှိတတ်ပါတယ်ရှိလည်းရှိပါတယ်အဲ့မှာအဓိကအားဖြင့်ကျွန်တော်တို့ decision errors က type 1 error နဲ့ type 2 error ဆိုပြီးတော့ဒါရှိတာကိုတွေ့ရပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့က null hypothesis ကိုသတ်မှတ်လိုက်ပြီအဲ့ဒီ null hypothesis ဒီလက်တွေ့ဘဝမှာမှန်တယ်သို့တော်လည်းပဲကိုယ့်ရဲ့ data ပေါ်မှာအခြေပြုပြီးတော့မှကိုယ်တွက်ချက်ပြီးတော့မှကိုယ်ကောက်ချက်ချလိုက်တဲ့အခါမှာဒါ null hypothesis ကိုလက်ခံရမယ့်ဟာကိုလက်မခံမဲနဲ့ reject လုပ်မိသွားတယ်ပေါ့ကိုယ့်ရဲ့ဒီ sample data ပေါ်မှာတွက်လိုက်လို့ရတဲ့အဖြေအရဒါမျိုး errors မျိုးကိုကြတော့ကျွန်တော်တို့က type 1 error လို့ခေါ်ပါတယ် null hypothesis မန်နီပါလျက်နဲ့ null hypothesis ကိုလက်ခံရမှာဖြစ်ပါလျက်နဲ့ null hypothesis ကိုညင်းပယ်မိတာကို taiwan error လို့ခေါ်ပါလေ false positive လို့ပြောလို့ရပါတယ်ဒီလိုပဲကျွန်တော်တို့ type 2 error ကြတော့ကိုက null hypothesis ကိုတမန်လိုက်ပြီ alternative hypothesis ဆိုလည်းပဲတမန်လိုက်ပြီအဲ့တော့ကိုလောက်တဲ့သူရေဒနာမှာ null hypothesis ကို ်ငင်းပယ်ရမှာဖြစ်ပါလျက်နဲ့ null hypothesis ကိုမငင်းပယ်ဘဲနဲ့ null ကိုသွားပြီးလက်ခံလိုက်မိတာဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က type 2 error ဖြစ်ပါတယ်ဒါက false negative လို့လည်းပြောလို့ရပါတယ်အဲ့လိုမျိုး error လေးတွေဖြစ်တတ်ပါတယ်ဒါကကျွန်တော်တို့ test statistic လောက်ပြီးဆိုလို့ရှိရင်ကြုံတွေ့ရတတ်တဲ့အမှားလေးတွေပေါ့အဲ့ဘလို့အခြေအနေကြောင့်မို့လို့ ကြုံတွေ့ရတယ်လေအဲ့တော့ဖြစ်နိုင်ခြေတွေကတော့တွတ်တူတော့ရှိတာပေါ့ဗျာဒီတိုင်ဝမ်နဲ့အရာဘာကြောင့်ဖြစ်နိုင်လဲတိုက်တူရဲ့အရာဘာကြောင့်ဖြစ်နိုင်လဲအဲ့ဒီမှာကျွန်တော်တို့ sample size တေးလုံးတာငယ်လုံးနေဆိုတဲ့အနေထားမှာလေးပဲဒါ error ဖြစ်လို့ရတယ်ဟို population ကြီးကိုကိုစားမဖြူတဲ့ sample ကြီးကောက်ယူမိတာမျိုးပေါ့ဒါဆိုရင်ကိုကောက်ချက်ချတာလွဲနိုင်နေပေါ့အဲ့လိုပဲကိုရဲ့ alpha value ကိုထားတာအရင်ငယ်သွားတယ် confidence level ပေါ့ alpha value ကိုထားတာအရင်ကြီးသွားတယ်အဲ့လိုမျိုးတွေဖြစ်ခဲ့လို့ရှိရင်လည်းပဲကျွန်တော်တို့က error ဖြစ်တတ်ပါတယ်အဲ့တော့သူဖြစ်တတ်တဲ့အကြောင်းတရားလေးတွေရှိတာပေါ့ဗျာအခြားအကြောင်းတရားလေးလည်းပဲကြံမှန်သေးတယ်အဲ့ဒီနဲ့ကကျွန်တော်ကဒီမှာနောက်ဥပမာလေးတစ်ခုဒီ sample လောက်တဲ့အခါမှာကျွန်တော်တို့က population ကိုကိုစားမပြုတဲ့ sample ကောက်ယူမိတဲ့အတွက်ဖြစ်တတ်တဲ့ error လေးကိုဒီမှာဥပမာလေးပေးပြီးရှင်းထားပါတယ်ထပ်ပါတော့ကျွန်တော်တို့က psychology major ចောင်းသားတွေ ਨੇ ပတ်သက်တဲ့ယူဆချက်လေးတစ်ခုယူဆထားတယ်။အဲ့ဒါကဘာလဲဆိုတော့ psychology major ចောင်းသားတွေဒီသင်္ချာဘာသာရဲ့မှာအားနေတယ်ညံ့နေပေါ့။ဒါကကိုယ့်ရဲ့ယူဆထားတဲ့ယူဆချက်။တကယ်လက်တွေ့ဘဝမှာ psychology major ចောင်းသားတွေကသင်္ချာဘာသာရဲ့မှာညံ့တာလည်းမဟုတ်ဘူး။တော်တာလည်းမဟုတ်ဘူး။ချားတော့ major ចောင်းသားတွေ ਨੇ အတူတူပဲ။ချား major ចောင်းသားတွေ ਨੇ psychology major ចောင်းသားတွေ ਨੇ သင်္ချာ level အတူတယ်။ဒါဟာချင်းနေ။ဒါပေမဲ့ကိုယ်က ညံ့တယ်လို့ယူဆထားတယ်။အဲ့ဒီမှာကို sample သွားပြီးယူတဲ့အခါမှာဘယ်လိုမျိုးသွားယူမိရတာဖြစ်နေလဲဆိုတော့ psychology major ကျောင်းသားတွေမှာမှသင်္ချာဘာသာမှာညံ့တဲ့သင်္ချာဘာသာရဲ့ကိုကြာပြီးတော့မှနောက်ဆက်တွဲပြန်ဖြေရမယ်ကျောင်းသားအများစုကို sample သွားပြီးကောင်းမိရတာဖြစ်နေတယ်။သင်္ချာအားအနည်းဆုံးကျောင်းသားတွေကိုသွားပြီး challenge တွေကိုမေးမြန်းမိရတာဖြစ်နေတယ်။ဒါဆိုရင်ကိုကောက်ထားတဲ့ sample data က psychology major student population တခုလုံးကိုစားမဖြစ်ဝင်တဲ့ psychology major မှာသင်ချာအားနည်းတဲ့ကျောင်းသားတွေကိုကိုစားပြုတယ်လို့ဖြစ်သွားတယ်။အဲဒီလိုမျိုးကို population ကိုကိုစားမဖြစ်တဲ့ sample တွားပြီး ကောင်းမရတာဖြစ်နေတာတွေ့အဲဒီ sample ပေါ်မှာခြေပြုတ်ပြီးတော့မှတွက်ချက်လိုက်မယ်။အဲဒီရလာတဲ့ result ကနေပြီးတော့မှဒီ population ကြီးကိုတွားပြီးတော့မှ ကောက်ချက်ချခဲ့မယ်ဆိုလို့ရှိရင် တေချာပေါက်ကိုဆွဲလိုက်တဲ့ကောက်ချက်ကလွယ်မှာမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ကဒါဖြစ်နိုင်ရရှိတဲ့အမားအခုကိုဒီမှာဥမာလေးပေးပြီးရှင်းပြတာဖြစ်ပါလေ